အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေ။အလောကင်နေစင်ပြကြပါရဲ့လား။ကျွန်တော်ရဲ့ channel လေးကနေအလောကင်ခွန်လန်းနေလေးလိုက်ရင်းနဲ့ကျွန်တော်တို့လောကင်ခွန်လန်းနေရရှိပိုင်ဆိုင်ကြပါစေလို့ဥစွာဆန္ဒပြုပါရစေနော်။ Okay 26ရက်နေ့အတွက်အလောကင်ခွန်လန်းနေကိုထပ်မံပြီးတော့ဝင်မြတ်ပြီးတော့မှဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါလေးလာပြီးဖို့ဖိတ်ခေါ်ပါရစေနော်။ ပထမဆုံးဖိတ်ခေါ်ထားတဲ့လောက်ကိုင်းကတော့ supply chain officer ဆိုတဲ့ position ဖြစ်ပါတယ်ရန်ကုန်တက်ပါအဖွဲ့စီရပေါ်ပြထားခြင်းမရှိပါဘူးเนาะအနောက်အဖွဲ့စီတစ်ခုကတော့ MRCM မြန်မာချက်ချင်းနေအတင်းအဖွဲ့ကကျွန်တော်တို့နေပြည်တော်နဲ့ရန်ကုန်အတွက်ဖိတ်ခေါ်ထားတဲ့အ position တစ်ခုရှိပါတယ်ရာထူးပထမရာထူးတစ်ခုကတော့ communication manager position ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ communication officer အရာတို့ဖြစ်ပါတယ်။နောက်ထပ်လောက်ကန်တစ်ခုကတော့ medical officer position ဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွက်ဖိတ်ခေါ်ထားတာဖြစ်ပါတယ် organization ပေါ်ပြတာခြင်းမရှိပါဘူး။နောက်ထပ် organization တစ်ခုအနေနဲ့ဖိတ်ခေါ်ပြောပြပေးရမဆိုရင်ဒီဒီ KT organization က၃ခုဖိတ်ခေါ်ထားပါတယ်။ရန်ကုန် location အားလုံးအတွက်ပဲဖြစ်ပါတယ်။ပထမဆုံး position ကတော့ research officer ဖြစ်ပါတယ်။ သူတည်တနာအဲလုံးမဲ့အဲစီစဉ်လေးအဲ position လေးဖြစ်ပါတယ်နောက်တစ်ခုကတော့အဲ digital marketing manager ဒါတော့ကျွန်တော်တို့ဒီ marketing နဲ့တက်ဆိုင်တဲ့ညီကိုတွေကျွမ်းကျင်တဲ့ညီကိုတွေအတွက်လောက်ကန်ခွင့်လန်းတက်ဖြစ်ပါတယ်လို့အဲနောက်တစ်ခုကတော့ရန်ကုန်တက်ပဲเนาะရန်ကုန် data တက်ပဲကျွန်တော်တို့ digital marketing a scripted position ဖြစ်ပါတယ်ဒါကတော့ဒီ KT ကဖိတ်ခေါ်ထားတဲ့ တဲ့အလောက်ကန်ခွဲလန်းတောင်းကိုဖြစ်ပါတယ်။ organization ကတော့အာ RI organization က remote work ဆိုပြီးတော့ location ပေါ်ပြထားပါတယ်။အဲသူခေါ်ထားတဲ့ position ကတော့ call for proposal non proposal ခေါ်ထားတာ CSO consultant အတွက်ပေါ့နော်။အ call for proposal ခေါ်ထားတဲ့ဟာ position ဖြစ်ပါတယ်။အဲ not organization တခုကတော့ AF SB ဆိုတော့ organization ကတော့ကျွန်တော်မန္တလေး location အတွက်ကို pharmacist ဆိုတဲ့ position ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက်ထပ် DKT organization ကပဲရန်ကုန်အတွက်ကိုကျွန်တော်တို့ grant and budget analysis position နော်ကျွန်တော်တို့ position နဲ့တော့မြင်ပါတယ်လို့ဒီနေ့ဖိတ်ခေါ်ထားတဲ့လောက်ကိုင်းနေရတော့ okay now အဲတပွဲကတော့ MSF Holland ကတော့ ဖာကတ်ကချင် project အတွက်ဆိုပြီးတော့ကျွန်တော်တို့ position ကတော့ secure violent program supervisor နော်ကျွန်တော်လိန်ပိုင်းဆိုင်ရာအကြံဖက်မှုနဲ့တက်ဆိုင်တော့ကျွန်တော်တို့အဲ program ကိုကျွန်တော် supervisor ကြီးချက်လုပ်ကြီးချက်ဆောင်ရွက်ပေးရမယ် position ဖြစ်ပါတယ်နောက်ထပ် organization တစ်ခုကတော့ CFSI ဆိုတော့ organization ကနေပြီးတော့အဲ့တော့ monitoring and evaluation assistant ကျွန်တော်တို့လေ့လာဆောက်ကြည့်သုံးတက်တဲ့ position လေးဖြစ်ပါတယ်လို့နောက်တစ်ခု organization ကတော့ IRC ကမြစ်ချနာအတွက်ကိုဖိတ်ခေါ်ထားပါတယ် position ကတော့ mail officer နော် protection and wpe အတွက်ကို mail officer နော်အဲလေ့လာဆောက်ကြည့်တဲ့ကျွန်တော်တို့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ mpg organization ကလည်း Yankin Township Yangon အတွက်ကိုကျွန်တော်တို့ human resource officer နော်အဲလူဆန်အဲလူအရင်းမြစ်ဌာနအတွက်ဖိတ်ခေါ်ထားတဲ့ position ဖြစ်ပါတယ်ဒါကတော့ဒီကနေ့26ရက်နေ့6လပိုင်းအတွက်ဖိတ်ခေါ်ထားတဲ့ NGO လောက်ကင်ခွင့်လန်းတွေဖြစ်ပါတယ်လို့အလောက်ကင်အခွင့်လန်းတွေရရှိပိုင်ဆိုင်ကြပါစေနော်အချင်းချင်းကြမှာကျွန်တော်တို့ လောက်ကန်ခွန်းလန်းတွေကို share ပေးချမ်းပြပြန်လည်ကူညီပေးဖို့လည်းမေတ္တာရက်ကပ်ပါတယ်လို့ channel လေးကိုလည်း like share and subscribe လုပ်တာဖို့မမေ့ပါနဲ့เนาะတောင်းဆိုပါတယ်လို့နောက် video မှာပြန်တွေ့ကြမယ်เนาะ